မိသားစုဝင်တွေစုံပါသွားတဲ့ပူဆွေးမှုတွေကြားကပင်ငလင်ဘေးတဲ့ဒေသတွေကိုကိုရိုင်းသွားရလူတန်းမှုတွေလုပ်နေတဲ့မန်နေနေရွှေမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မိသားစုတွေအကုန်လုံးစုံပါသွားတဲ့ပူဆွေးမှုတွေကိုငလင်ဘေးထွက်အလူလောက်ကဖြစ်ပျောက်ခဲ့ရတဲ့မန်နေနေရွှေရဲ့အကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါသည်မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ဆိုးဝါးလာတဲ့ငလင်ဘေးကြီးမှာမန်နေနေရွှေဟာခင်မုန်းဖြစ်သူနဲ့သူမရဲ့သူမမေတမီးလေးနှစ်ယောက်ကိုဆုံးရှုံးခဲ့ရသူဖြစ်ပြီး ဂရီဝေါ်ဟိုတယ်အောက်မှာပိတ်မိနေတဲ့ခင်မုန်းနဲ့တမိဖြစ်သူနှစ်ယောက်ကိုကယ်ထုတ်နိုင်ဖို့နီလန်ပေါင်းစုံနဲ့စူးစမ်းခဲ့တဲ့စိတ်တဲ့ခိုင်မာသူအာကာမီခင်မျိုးသမီးတယောက်ပဲဖြစ်ပါသေးတယ် ငလင်းဖြစ်ပွားပြီးတော့ဆယ်ရဲကျော်ကြာလာတဲ့အထိမင်းနေရွှေဟာသူမရဲ့မိသားစုဝင်တွေကအသက်ရှင်နေသေးတဲ့ဆိုတဲ့မျှော်လင့်ချက်ကိုလုံးဝမစိုးလို့ခဲ့ပဲနဲ့နီလန်ပေါင်းစုံနဲ့သူမရဲ့မိသားစုတွေကိုအပြင်ရှောင်းအောင်ထုတ်ပေးရမယ်ကယ်ဆယ်ပေးရမယ်ဆိုတဲ့စိတ်နဲ့လဲကြမသွားအောင်တောက်ခံကြိုးစားနေခဲ့ပါတယ်။ဆက်သုံးရနေမြောင်းနေမှာတော့သူမရဲ့ကြိုးစားမှုတွေကြောင့်တဲ့မဲ့နေပြီဖြစ်ပေမဲ့သူမမိသားစုဝင်တွေအလုံးရဲ့ဓာတ်ပေါ်ရီကိုရရှိခဲ့ပါတယ်။ဒီလိုဓာတ်ပေါ်ရီရဲ့ပြင်ရတဲ့အတွက်ပဲမင်းနေရွှေကခြေနဲ့လျက်ရှိပြီးတော့ခင်မုန်းဖြစ်သူနဲ့တမီလေးနှစ်ယောက်ရဲ့ဝိညာဉ်လေးတွေအေးချမ်းအောင်လုပ်ပေး ေးလိုက်နိုင်ပြီဆိုတာကြေကွဲမှုတွေနဲ့တူကျင်းနေခဲ့ရပါတယ်။ရှာတွေ့ချိန်မှာသူမယောက်ျားဖြစ်သူဟာကလေးတွေကိုကာခွေထားခဲ့တဲ့အတွက်လေသူမရဲ့သမီးလေးတွေကြောက်စိတ်နဲ့အသက်ထွက်သွားရတာမျိုးသူတို့ဖေရှိတယ်ဆိုတဲ့ရှင်ငွေနဲ့အသက်ထွက်သွားခဲ့ရတဲ့အတွက်သူမမှာသိရှော့နိုင်ခဲ့တယ်လို့ကျင်းနေမိကြောင်းတင်းငိအေဂျင့်ဆွာနေပဲသူမဒီယာကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းပြောခဲ့သူတယောက်ပဲဖြစ်ပါတယ်။သူမရဲ့မူရာတွေတုတ်ပြန်မှုတွေက ရှင်ထဲမှာတရားရှိတဲ့သူတယောက်ဖြစ်မဲ့သိတာနေတဲ့အတွက်လူအများကသူမရဲ့စိတ်ထဲခိုင်မာမှုပေါ်မှာပြောစမှတ်တွင်စရာဖြစ်နေကြတာပါ။ အခုချိန်မှလည်းမနေ့နေ့ရှိရာသူမမိသားစုနဲ့အလုံးစုံပေါင်းသွားမှုပေါ်မှာဝမ်းနည်းပူဆွေးမှုတွေကိုသာငလင်းသိမ့်ပြည်သူတွေကိုကိုယ်တိုင်သွားရောက်လူတန်းပေးကဒီပူဆွေးမှုတွေကိုကုသိုလ်စိတ်နဲ့ဖြည့်ဖြောက်ဖြတ်သန်းနေတာကိုတွေ့ရတာပဲဖြစ်ပါတယ်။ပြည်သက်တွေကတော့မနေ့နေ့ရွှေရဲ့စိတ်တဲ့ခိုင်မာမှုနဲ့ပူဆွေးမှုတွေကိုကုသိုလ်လုပ်တွေဖြိုးစားဖြည့်ဖြောက်နေတဲ့ပေါ်ချီကျူးစကားတွေအများပြပြောခဲ့ကြပြီးတော့သူမရဲ့စိတ်ကလေးအေးချမ်းအောင်ခုလိုအားပေးစကားလေးတွေပြောထားကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်။တော့ကပူရည်နဲ့ကိုအလုတ်တွေလုံနိုင်တာလေးစားမိရင် အမအမြဲတမ်းအေးချမ်းပါစေစိတ်ထက်ခိုင်မာပြီးရရှိရင်သူတရားမလို့ဂုဏ်ယူပါရနော်ပြုသည်များကုသိုလ်တွေအားလုံးတွေခင်မုန်းတဲ့တမီးလေးတွေတာတို့ခေါ်နိုင်ပါစေ တာလူတာလူပါညီမလေးလှုပ်တင်လှုပ်ထိုက်တဲ့ပရိုက်တာလုပ်တွေကိုချိန်တိုတင်းမှလုပ်နိုင်တာတကယ်ချီးကျူးလေးစားမိပါရဲ့ညီမလေးရဲ့မျက်နှာကိုကြည့်ရဲကတရားရှိသူလေးမဲ့သိတာပါရဲ့ညီမလေးနေရာချားသူဆိုရင်ယူသွားလောက်မယ်အမကိုယ်တိုင်လေးစိတ်ရောကိုယ်ပိုင်အေးချမ်းပြီးတော့ပြန်လေထူထောင်နိုင်ပါစေတကယ်ကိုမှစိတ်တဲ့ခိုင်မာပြီးတတိရှိတဲ့မျိုးသမီးတရားမလို့လေးစားကုန်ရပါရဲ့ဒီလိုပဲတန်တရားလေးနေရင်းနဲ့မမလေးအေးချမ်းပါပါညီမလေးမျိုးသားတမီးလေးနှစ်ယောက်နဲ့အိမ်ကူလေးမြင့်မြတ်သောဘုံဘွားကိုရပါစေ မြန်မာလေးလေးပွားစတိုင်ဒီလိုဖြစ်ဆိုးမျိုးနဲ့မတုံ့ကြွစေနဲ့လို့ဆုတောင်းပေးလိုက်ပါရယ်မြန်မာပြည်ကြီးလည်းအမြန်အေးကြပါစေဘဝကိုကုသိုလ်တွေနဲ့အေးချမ်းစွာဖြတ်သန်းတာတွေ့ရလို့ဝမ်းသာပါရယ်အာထိတပါရှင်ဆိုကမနေ့နေ့ရွှေတွေအဘိစကားလေးတွေဝင်ရောက်ပြောဆိုခဲ့ကြတာကိုတွေ့ရပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့လည်းစိတ်တဲ့ခိုင်မာသူအာကမိခင်လေးမနေ့နေ့ရွှေတွေအဘိစကားလေးတွေကိုပြောသွားပေးခဲ့ပါအောင်ရှင်